မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကအ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကလည်းသူတို့တက်တွေပြန်လဲဆုတ်ခွာအချိန်မှာစစ်ကောင်စီတက်တွေကိုတပြိုင်နက်တည်းပြန်လဲခေါ်သွင်းလာမယ်လို့ပြောကြားခဲ့တယ်ဆိုတဲ့သတင်းပေါ်မှာဒေသခံတွေနဲ့တော်လိုင်းရာဇဝေကြားမှာသဘောထားကွက်လွဲမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကြီးထွားလာနေပါတယ်တီအန်လီဟာမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်တို့ကတီအန်လီတပ်တွေပြန်ဆုတ်ခဲ့တဲ့အချိန်မှာစစ်အုပ်စုတပ်တွေကိုတပြိုင်နက်တည်းပြန်လည်ဝင်ရောက်ခွင့်ပေးဖို့အစီအစဉ်ရှိကြောင်းနိုဝင်ဘာလ လ16ရက်နေ့ကတော်လင်းရာဆိုရင်လည်းတွေ့ဆုံရမှာကြေကြာခဲ့တာဖြစ်ပါတယ်။အဲ့ဒီစီစဉ်ရလာမယ့်နိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာလ1ရက်တို့မှာမိုးမိတ်နဲ့မိုးကုံမြုပ်နယ်တွေကိုစေအုပ်စုတက်တွေခေါ်သွင်းလာမယ်လို့သိရပါတယ်။ဒီလိုဒီအန်အလီကပြောကြားခဲ့တဲ့အပေါ်မှာတေသခံပြည်သူတွေနဲ့တော်လင်းရာဆိုအချို့ကတော့လုံးဝသဘောမတူနိုင်ဘူးလို့ပြည့်ပြတ်တသားပြောဆိုနေကြပါတယ်။ အဓိကအားဖြင့် DNL ထွက်သွားပြီးစစ်တပ်ကပြောင်းဝင်လာခဲ့ရင်ဒေသခံပြည်သူတွေရဲ့ရုံချုံရေးအနေနဲ့ပုံမကြီးမလာနိုင်လို့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ DNL ရှိနေစဉ်ကာလမှာရရှိခဲ့တဲ့ရုံချုံရေးအခါချက်တွေဆုံးရှုံးသွားမှာကိုလည်းပူပန်ကြပါတယ်။တော်လိုင်းအားစုတွေကတော့ဆေးအုပ်စုကိုအမြင့်ပြတ်တိုက်ထုတ်နေချိန်မှာစစ်တပ်ကိုမြို့နယ်တွေထဲပြန်လည်နေရာယူခွင့်ပေးတာဟာတော်လိုင်းရဲ့စီမံချက်ကိုစန့်ကျင်ရာရောက်တယ်လို့သုံးသပ်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။